ရီတင်ကန်းလော်မှာရင်းနှက်တင်သင်္ဘောနဲ့ကောင်တင်သင်္ဘောတိုက်မိပြီးတဲ့နောက်နိုင်ပေါင်းအတော်ကြာတဲ့အထိမီးတွေဆက်လက်လောင်ကျွမ်းနေစေဖြစ်ပါတယ်။မတ်လ10ရက်နေ့တုန်းကဗြိတိန်နိုင်ငံအရှိတ်ကန်းလော်မှာရှိတဲ့မြောက်ပိုင်းပင်လယ်ရေပြင်မှာလေရင်စီတွေတင်ဆောင်လာတဲ့ရင်းနှက်တင်သင်္ဘောကကောင်တင်သင်္ဘောတစ်စီးနဲ့ဝင်တိုက်မိခဲ့တာပါ။ဗြိတိန်ကန်းခြေဆောင်တပ်ကအဲ့ဒီဖြစ်စဉ်အတွင်းတအူးပျောက်ဆုံးနေကြောင်းအတည်ပြုခဲ့ပြီးအခုတော့ရှာဖွေရေးလုပ်ငန်းတွေကိုရပ်ဆိုင်းပြီးမီးငိမ့်သက်ရေးကိုအစွမ်းကုန်အာရုံစိုက်နေရကြောင်းပြောပါရယ်။ မိကသင်္ဘောနှစ်စီးလုံးကိုကူးဆက်လောင်ကျွမ်းနေတာပါတိုက်မိတဲ့သင်္ဘောနှစ်စီးကတော့ American စစ်တပ်အတွက်လေယာဉ်စီရီတည်ယူမှုကိုတာဝန်ယူလှုပ်ဆောင်ပေးလိရှိပြီး American မှာမှတ်ပုံတင်ထားတဲ့ Standard Immaculate ရင်းနှင်းတင်သင်္ဘောနဲ့ Portuguese အလံလွှင့်ထူထားတဲ့ Solon ကုန်တင်သင်္ဘောတို့ဖြစ်ပါတယ်။ကမ်းခြေဆောင်တပ်ရဲ့ထုတ်ပြန်ချက်အရစုစုပေါင်း36ဦးကိုကယ်ဆယ်နိုင်ခဲ့ပြီးတအူးကိုစေယုံတင်ပို့ခဲ့ရကြောင်း ပျောက်ဆုံးနေတဲ့သင်္ဘောသားကတော့ဆူလုံးပေါ်ကရေရင်အမှုတန်းဖြစ်ကြောင်းပြောပါရယ်အခုဖြစ်စင်တဲ့ပတ်သက်လို့အသေးစိတ်ကိုမသိရသေးပေမဲ့ရေနံတင်သင်္ဘောအမှုတန်းတူကတော့ဆူလုံးဟာရုတ်တရက်ပေါ်လာပြီးစတန်နာအီမက်ကူလိတ်ကိုတနာရီရေမိုင်16မိုင်မြန်နှုန်းနဲ့ဝင်တိုက်ခဲ့တာလို့ပြောပါရယ်ရေရင်ချင်းတိုက်မိမှုအပြီးလေရင်စီတွေပင်လေတဲ့ရိုဖိတ်ခဲ့တာကြောင့်ပတ်ဝန်းကျင်ညဉ့်ဉန်းမှုတွေရောဘလောက်အထိဆူဆူရွရွကြုံတွေ့နေသလဲဆိုတာကိုပါစမ်းစစ်မှုတွေလှုပ်ဆောင်နေပါရယ် အမေရိကန်စစ်တပ်ကအဲ့ဒီလေယံစီရီကိုကာကွယ်ရေးဝန်ကြီးဌာနကမှာယူထားတာလို့အတည်ပြုခဲ့ပြီးဒီဖြစ်ရကြောင်းစစ်တပ်ရဲ့ပုံမှန်လုပ်ငန်းစဉ်တွေကိုထိခိုက်တာတိုက်ပွဲဝင်အဆင့်ပြင်းစင်မှုတွေအားနည်းသွားတာမျိုးဘာမှမရှိနိုင်ကြောင်းကြေညာခဲ့ပါတယ်မိသက်အဖွဲ့တွေကမိငိမ့်သက်ရေးအစွမ်းကုန်စူးစမ်းနေပေမဲ့လောင်ကျွမ်းအားအရန်ကောင်းတဲ့လေယံစီရီရှိနေတာကပြဿနာတစ်ခုလို့ဆိုပါတယ်ပြီးတော့မိလောင်ရာကအစိတ်တောက်ပါတဲ့မိခိုးတွေဥထွက်နေတာကြောင့်လဲ ရေရင်တွေစီချင်းကပ်ရာမှာအခက်အခဲတွေကြုံနေရပါတယ်။ကုန်တင်သင်းဖို့ပုံမှာတော့ဆိုဒီယမ်ဆိုင်ယာနိုက်တွေတန်နဲ့ချီတည်ဆောင်ခဲ့ပြီးအဲ့ဒီဓာတုပစ္စည်းတွေကရေထဲကိုအလွဲတကူပျော့ဝင်နိုင်တယ်လို့အောက်ဆီဂျင်နဲ့ထိတွေ့ပြီးအဆိပ်တောက်ဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီဓာတ်ပစ္စည်းတွေရောပင်လယ်ထဲယူဖိတ်ကြကုန်သလားဆိုတာကိုတိတိကျကျမသိရသေးပါဘူး။ဗြိတိန်ဝန်ကြီးချုပ်ယုံကတော့အခုဖြစ်စဉ်ကိုအလေးအနက်စိုးရိမ်စရာအခြေအနေအဖြစ်သတ်မှတ်ထားပြီး သက်ဆိုင်ရာအေဂျင်စီအသီးသီးကိုလိုအပ်တဲ့အရေးပေါ်စီမံတုံ့ပြန်မှုတွေအများဆုံးလှုပ်ဆောင်ပေးကြဖို့တိုက်တွန်းထားပါတယ်ရှင်။